မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အနောက်အင်အားကြီးနိုင်ငံတချို့ဤစီးပွားရေးပိတ်ဆို့မှုနဲ့မီဒီယာအသုံးပြုထိုးနှက်တိုက်ခိုက်ခြင်းများခံရဟုညိုစောပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်အာဏာသိမ်းထားသောစစ်တပ်ကအနောက်အင်အားကြီးနိုင်ငံတချို့ဤစီးပွားရေးပိတ်ဆို့မှုနဲ့မီဒီယာအသုံးပြုထိုးနှက်တိုက်ခိုက်ခြင်းများ ခန်းရရကြောင်းမင်းအောင်လိုင်ခန့်အပ်ထားသောဝင်ကြီးချုပ်ဆိုသူဘိုးချုပ်ဟောင်းမျိုးစောကပြောဆိုပါရယ်ရမန်နီနေပြည်တော်တွင်ပြုလုပ်သောစစ်ကော်မရှင်တွင်၎င်းကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါရယ်လက်ရှိမိမိတို့နိုင်ငံအပေါ်အနောက်အင်အားကြီးနိုင်ငံတချို့နှင့်၎င်းတို့၏ဩစာလွှမ်းမိုးခံနိုင်ငံများအနေဖြင့်စီးပွားရေးပိတ်ဆို့အရေးယူဆောင်ရွက်မှုများမီဒီယာအသုံးပြုထိုးနှက်တိုက်ခိုက်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း လက်ရှိကာလတွင်နေဆက်ဒေတာများကိုအခြေပြု၍ဖြစ်ပေါ်လျက်ရှိသောနိုင်ငံဖြတ်ကျော်မှုကိစ္စများနှင့်နေဆက်အခြေပြုလက်နက်ကိုင်အဖွဲ့အစည်းများကကာစီနိုနှင့်အွန်လိုင်းလောင်းကစားများကိုနိုင်ငံတကာရဆက်ဝတ်အဖွဲ့များနှင့်အတူကျူးလွန်ဆောင်ရွက်နေသည့်အတွက်ထိတိယောက်ယောက်ရှင်းလင်းဆောင်ရွက်နေကြောင်း၎င်းကဆိုပါသည် စစ်တပ်က2023ခုနှစ်အောက်တိုဘာလမှစ၍2025ခုနှစ်နိုဝင်ဘာလလည်းအထိနှစ်နှစ်ကျော်ကာလအတွင်းမြန်မာတို့အိမ်နီးချင်းနိုင်ငံများမှတက်စင်တရားမဝင်ရောက်လာခဲ့သည့်နိုင်ငံပေါင်း52နိုင်ငံမှနိုင်ငံခြားသား6,800ကိုဦးကိုအိမ်နီးချင်းနိုင်ငံများမှတက်စင်သက်ဆိုင်ရာနိုင်ငံများသို့ပြင်းပြင်းပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း အင်းကြီးချင်းနေဆက်လမ်းကြောင်းများမှတက်စင်မိမိတို့နိုင်ငံအတွင်းတရားမဝင်ဝင်ရောက်လာပြီးနေဆက်ဒေသများအတွင်းအခိုင်အမာအခြေချ၍အွန်လိုင်းလိမ်လည်မှုများကျူးလွန်နေသည့်လောင်ကစားအဖွဲ့များကိုလည်းအမျိုးသားရေးတာဝန်တရအဖြစ်အင်တိုက်အားတိုက်ရှင်းလင်းဖယ်ရှားဆောင်ရွက်လျက်ရှိကြောင်းညိုစောကဆက်လက်ပြောဆိုပါရယ်အကြံဖက်စစ်တပ်ခန့်ညိုစောကထို့သို့ပြောဆိုတော်လဲလက်တွေတွင်မြန်မာနိုင်ငံတွင်ကြားဖြတ်အွန်လိုင်းလိမ်လည်မှုများ အမြင့်ပြတ်သွားခြင်းမရှိသေးပေပုံမကြီးထွားလာနေကအမေရိကန်ပြည်ထောင်စုကကြားဖြတ်တိုက်ဖြတ်ရင်းအထူးအဖွဲ့ဖွဲ့စည်းရသည့်အထိအခြေအနေများဖြစ်ပေါ်လာပါတယ်။ လက်ရှိကရင်ပြည်တိုင်းမြဝတီမြို့နယ်တွင်စစ်တပ်နှင့်လက်အောက်ခံ PGF များက KK ဘက်နှင့်ရွှေကုတ်ကိုတွင်ကြားဖြတ်နေနေရဟုအမည်တက်၍ဝင်ရောက်စီးနှင်းဖမ်းဆီးမှုတချို့လှုပ်ဆောင်နေတော့လေ BGF ကကြားဖြတ်တရုတ်တိများနှင့်ရထိုက်ကုမ္ပဏီတာဝန်ရှိသူများကိုဝင်ရောက်မစီးနှင်းမီဖေးလို့ရနေရများသို့ခေါ်ထုတ်မှုများဖြစ်ပေါ်လျက်ရှိပါသည်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမှစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်လက်အောက်ခံနေကြားဆောင်တက်များရာဇဝတ်လုပ်ငန်းများကိုအာဏာသိမ်းစစ်တပ်၏အကာအကွယ်ဖြင့်ပြန်လည်လုပ်ကိုင်ခဲ့ကြောင်းထို့ကြောင့်လက်ရှိအကြက်တဲများ၏အဓိကတရက်ခံမှ ှအကြမ်းဖက်စစ်တပ်သားဖြစ်ကြောင်းနိုင်ငံတကာကစိုက်ပါလိမ်လည်မှုများကိုနှိမ်နင်းရန်ကြိုးစားလာတော့ကြောင်းစစ်တပ်က KK ဘက်ကဲ့သို့သောငွေကြေးလိမ်လည်မှုစင်တာများကိုအယောင်ပြဖြိုခွင်းပြပြီးကရင်ပြည်နယ်၏အခြားနေရာနှစ်ခုသို့ပြောင်းရွှေ့ကောင်းငွေကြေးလေလေစင်တာများပြန်လည်လက်ပတ်နိုင်ရန်စီစဉ်နေမှုကို NUG ကအထူးသတိထားစောင့်ကြည့်လျက်ရှိကြောင်း NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကနိုဝင်ဘာလ19ရက်နေ့တွင်ထုတ်ဖော်ပြောဆိုထားပါသည် ဆက်လက်ပြီးနိုင်ငံတကာအနေဖြင့်ကြားဖြတ်နေနေရတဲ့အတွက်စိုက်ဘာလိမ့်လည်မှုများကိုအားပေးနေသောမြန်မာစစ်တပ်နှင့်ပူးပေါင်းခြင်းမပြုပေတော်လည်ရေးအဖွဲ့များနှင့်ပူးပေါင်းရန် KNU တိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံနေဆက်တလျှောက်ဖြစ်ပွားနေသောကြားဖြတ်နေနေရတဲ့ပတ်သက်၍မြန်မာစစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်ခြင်းမပြုပေတော်လည်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းလှုပ်ဆောင်ရန် KNU အမျိုးသားအစည်းအရုံး KNU ဘဟုကနိုင်ငံတကာအတိုက်အဝန်းကိုနိုဝင်ဘာလ19ရက်နေ့စွဲဖြင့်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ KNU ကရင်မျိုးသားအစည်းအရုံ KNU အနေဖြင့်မိမိတို့နယ်မြေများနှင့်ထိစပ်လျက်ရှိသောနေရာများမြန်မာပြည်တွင်းမှမြို့ကြီးများနေဆက်ဒေသတစ်လျှောက်အပြင်ဒေသရင်းတစ်ခုလုံး၌အလင်းအမြန်ပြန့်လာသောကြီးမားသည့်နိုင်ငံတကာဖြတ်ကျော် online ငွေလိမ်မှုလုပ်ငန်းများကိုအလွန်သတိထားပြီးအနီးကပ်စောင့်ကြည့်နေကြောင်းအသိပေးထားပါသည်။ကမ္ဘာတဝန်းရှိထောင်ပေါင်းများစွာသောလူပုဂ္ဂိုလ်များနှင့်မိသားစုများစွာသည်အဆိုပါလုပ်ငန်းများကြောင့်စိတ်ပိုင်းဆိုင်ရာငွေကြေးပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာတို့ထိခိုက်နေနာမှုများဖြစ်ပေါ်နေရသည့်အတွက် အလွန်ထိတ်လန့်စိုးရိမ်ရပါကြောင်း KNU ဗဟိုက ပြောဆိုထားပါတယ်။အလွန်ရှုပ်ထွေးပြီးနက်နက်ရှိုင်ရှိုင်အမြင့်တွင်နေတဲ့ကြီးမားသောနိုင်ငံဖြတ်ကျော်ရာဇဝတ်ကွန်ရက်များကိုဖြိုခွင်းဖျက်ဆီးရန်အတွက်ထိခိုက်ခံစားနေရသည့်နိုင်ငံများအလုံးအပါအဝင်ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့်တဆိုင်ရာအဖွဲ့အစည်းများအကြားခိုက်မာသောဂတိကဝန်အာကောင်သောကောင်းဆောင်မှုနှင့်ဖူးပေါင်းဆောင်ရွက်မှုဖြင့်တာလိရင်ထိရောက်အောင်မြင်နိုင်မည်ဟုခိုင်မာစွာယုံကြည်ပါကြောင်းဆက်လက်ပြောဆိုထားပါသည် ထို့ကြောင့်မိမိတို့ KNU ကရင်အမျိုးသားအစည်းအရုံးသည်အရှေ့တောင်အာရှဒေသရှိအွန်လိုင်းငွေလိမ်မှုလုပ်ငန်းများနှင့်ဆက်ဆက်ရာဇဝတ်မှုများကိုနှိမ့်နှင်းရေးအတွက်မှတ်ကြားသေးမိကနိုင်ငံတကာ၏အောက်ဖော်ပြပါဖွဲ့စည်းထူထောင်မှုများနှင့်ဂျိုးပန်းဆောင်ရွက်မှုများကိုကြိုဆိုပြီးထို့သောဆောင်ရွက်မှုများတွင်လည်းတစိတ်တပိုင်းအဖြစ်ပါဝင်သွားမည်ဖြစ်ကြောင်းကတိပြုထားပါသည်မြန်မာနိုင်ငံရှိအွန်လိုင်းငွေလိမ်လည်မှုတိုက်ဖျက်ရေးကိစ္စနှင့်ပတ်သက်၍နိုင်ငံတကာ၏လှုပ်ရှားမှုသည်အစိုးရအချင်းချင်းဗဟိုပြုချင်းကပ်မှုပုံစံကိုဆွဲကိုင်းပြီး မြန်မာစစ်တပ်နဲ့တာပူးပေါင်းပြီးဆိုပါကထိရောက်အောင်မြင်နိုင်မှုမရှိသည့်အပြင်ပြည်သူလူထုအပေါ်မလိုလားအပ်သောဆိုးကျိုးများတက်ရောက်လာနိုင်ကြောင်းအသိပေးထားပါတယ်။ဒါပေကြောင့်ဆိုသောမြန်မာစစ်တပ်သည်ထိုအွန်လိုင်းငွေလိမ်မှုလုပ်ငန်းများဖြစ်ပေါ်လာရေးကိုတစ်ဖက်တစ်လက်မှအားပေးတဲ့ကဲ့သို့၎င်းလုပ်ငန်းများမှအကျိုးမြတ်ရရှိနေသည့်အဖွဲ့အစည်းဖြစ်သောကြောင့်ဖြစ်ကြောင်းထို့ပြင်မြန်မာစစ်တပ်သည်အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများကိုနိုင်ငံတကာနှင့်အတူတိုက်ဖြတ်မိဖို့အကြောင်းပြ၍၎င်းတို့၏နိုင်ငံတကာတန်တမန်ဆက်ဆံရေးများချဲ့ထွင်ရန်၎င်းတို့အုပ်ချုပ်ရေးတရားဝင်မှုရရှိရန်နှင့် အင်အားအလွန်ကျော်သုံးဆွဲခြင်းအတွက်အခွင့်ကောင်းရှုကပြည်သူများပေါ်ရက်ဆက်ကြမ်းကြုတ်မှုများဆက်လက်၍ပုံမှုကျူးလွန်သွားမည်ကိုစိုးရိမ်ပါကြောင်းဆက်လက်အသိပေးထားပါတယ်။ထို့သောစိုးရိမ်မှုကြီးထွားလာစေသောအကြောင်းအရာနောက်တစ်ခုမှာမြန်မာစစ်တပ်နှင့်ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF တို့ပူးပေါင်းပြီး KK ပတ်ရှိ online ငွေလိမ်စင်တာများကိုအင်အားသုံးဖြိုခွင်းရမှာထွက်ပြေးလာသူများသည် KNU အုပ်ချုပ်ရေးနယ်မြေသို့ရောက်ရှိလာကြောင်းအထူးသဖြင့်ဒူးပလာယာခရိုင်နှင့်ဖအံခရိုင်တို့သည်ဤပြဿနာကိုလက်ငင်းကြုံတွေ့နေရကြောင်း KNU ဘဟုကပြောဆိုထားပါသည်။ ထိုရောက်ရှိလာသူများသည်အတင်းအကျပ်အာဓမစေကိုင်းခံရသူများသို့မဟုတ်အွန်လိုင်းငွေလိမ်မှုလုပ်ငန်းများတွင် အောက်ခြေတာမန်ဝန်ထမ်းများသာဖြစ်သည်ဟုယူဆရပြီးရာဇဝတ်ကိုင်းများ၏တာဝန်ရှိအကြီးပိုင်းပုဂ္ဂိုလ်များကိုကြိုတင်၍လုံခြုံသောနေရာများသို့ရွှေ့ပြောင်းထားပြီးဖြစ်သည်ကိုထွက်ပေါ်နေသည့်တရင်များနှင့်ရှင်ထိုးကြည့်ပါကတည်နိုင်ကြောင်းယခုကဲ့သို့အငယ်ပိုင်းနှင့်တာမန်ဝန်ထမ်းများကိုအစီအစဉ်တကြမဟုတ်ပဲဖြိုခွင်းနှင့်ထုတ်ခြင်းသည်ပြဒနာ၏အရင်းခံအကြောင်းရင်းကိုဖြည့်ရှင်းနိုင်ခြင်းမရှိပဲနေဆက်ဒေတာများတွင်မတည်ငြိမ်မှုများပုံမှုဆိုးရွားစေမိတာဖြစ်ကြောင်းထောက်ပြထားပါသည် KNU အနေဖြင့်နိုင်ငံဖြတ်ကျော် online ငွေလိမ်မှုခွင့်ရများနှင့်၎င်းနှင့်ဆက်ဆက်ရာဇဝတ်မှုများဖြစ်သောလိမ်လည်မှုများငွေကြေးခဝါချမှုများမှုရစေးဟွာရောင်းဝယ်မှုများနှင့်လူကုန်ကူးမှုများတို့ကိုတိုက်ဖြတ်သွားရန်နှင့်ပွားပြောက်သွားစေရန်ရည်ရွယ်ပြီးနိုင်ငံတကာနှင့်ဒေသတွင်းကြိုးပမ်းမှုများအလုံးတွင်လေးနက်သောတာဝန်ယူမှုကတိကဝတ်ပြုမှုနှင့်အတူတက်ကြွစွာအပြည့်အဝပူးပေါင်းဆောင်ရွက်သွားရန်အသိရှိကြောင်းအတီလင်းထုတ်ပြန်ကြေညာထားပါသည်။ဤကဲ့သို့ပြည်သူလူအများ၏လုံခြုံရေးကိုကြီးမားစွာချိန်ချောက်နေသော ဤရာဇဝတ်လုပ်ငန်းများတာမြင့်တိုက်ဖျက်ရေးကိုတီတီမီမီဦးစားပေးဆောင်ရွက်နိုင်ရန်နှင့်ထိုင်းနိုင်ငံနှင့်နိုင်ငံတကာအဖွဲ့အစည်းများ၏ကြိုးပမ်းမှုတွင်ထီရောက်စွာကူညီပံ့ပိုးနိုင်ရန်အတွက်မိမိတို့ KNU ၊ကရင်မျိုးသားအစည်းအရုံး၏အစိမ့်မြင့်ခေါင်းဆောင်များပါဝင်သည့်အထူးအဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းလိုက်ပြီးမြေပြင်ရှိတာဝန်ရှိသူများနှင့်ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။ KNU ကရင်မျိုးသားအစည်းအရုံးသည်ကောင်းမွန်သောအုပ်ချုပ်မှုကိုမြှင့်တင်ရန်လူကုန်တိုက်ခါကိုကောက်ွယ်ရန်နှင့်မိမိတို့၏အုပ်ချုပ်မှုအောက်ရှိ နေပြည်အလုံးတွင်လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကိုထိန်းသိမ်းစောင့်ရှောက်ရန်ကတိကဝတ်အားခိုင်မာစွာဖြင့်ထပ်လောင်း၍အတည်ပြုပါကြောင်းအွန်လိုင်းငွေလိမ်မှုစင်တာများလူကုန်ကူးမှုနှင့်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများသည့်ဒေတာရင်းငင်းချက်ရည်နှင့်တည်ငြိမ်ရေးကိုမိမိတို့ရက်ရွာအတိုင်းဝန်းများနှင့်အတူတကားဆက်ဆက်ရှင်တွဲနေထိုင်နေကြသောအတိုင်းဝန်းများ၏ကောင်းကျိုးချမ်းသာအတွက်ကြီးမားသောချိန်ချမှုများအဖြစ်ရှုမြင်ပါကြောင်းထုတ်ပြန်ထားပါသည်အွန်လိုင်းကွေလင်စင်တာများတဲ့တွင်ပိတ်မိနေသည့်သို့မဟုတ်ထွက်ပြေးလာသည့်များစွာသောမြန်မာနိုင်ငံသားများ ဒေတာတွေမှာရွှေပြောင်းအလုပ်သမားများအခြားနိုင်ငံသားများကိုကယ်ဆယ်ရေးမိသူမျိုးဝသတ်မှတ်ရေးနှင့်ဘေးကင်းစွာနေရပ်ပြန်ဖို့ရို့အတွက်ညီနိုင်ကူညီမှုများစွာလိုအပ်နေပြီးရှင်းလုပ်ငန်းများနဲ့အတူအွန်လိုင်းငွေလိမ်လည်မှုနဲ့အခြားဆက်ဆက်ရာဇဝတ်မှုများကိုထိရောက်စွာဂိုင်တွယ်ဖြည့်ရှင်းနိုင်ရဲ့အတွက်ခရင်အမျိုးသားစီယုံကနိုင်ငံတကာအတိုင်းဝိုင်းနဲ့ဒေတာတွေမိဖက်အဖွဲ့အစည်းများထံမှလိပညာနှင့်အကြံပေးပံ့ပိုးကူညီမှုများလိုအပ်သလိုအပြုသဘောဆောင်သောဝေဖန်မှုများကိုကြိုးဆိုကြောင်းတတိပေးထားပါတယ် နိုင်ငံတကာတန်တမန်အတိုင်းအဝိုင်းအနေဖြင့်လူကုန်ကူးခံရသူများနှင့်အွန်လိုင်းကွယ်လိမ်စင်တာများတွင်အနိုင်ကျင့်အမျက်ထုတ်ခံရသူများအားအကာအကွယ်ပေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်မြမဒီမိုကရေစီအရေးအတွက်တော်လန့်လှုပ်ရှားနေသောအုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများအခြားသက်ဆိုင်ရာအရပ်ဖက်အဖွဲ့အစည်းများတို့နှင့်ဖူးပေါင်းဆောင်ရွက်ရန် KNU ခရီးအမျိုးသားအစည်းအရုံးကအလေးအနက်တိုက်တွန်းထားပါသည် ကြာဖြတ်လုပ်ငန်းများတွင်အတင်းအကျပ်စီခိုင်းခံရမှုသို့မဟုတ်အလွဲသုံးစားအနိုင်ကျင့်ခံရမှုများမှထွက်ပြေးလာသူများအတွက်ခိုးလုံစရာများအရေးပေါ်ဝန်ဆောင်မှုများနှင့်အကာအကွယ်ပေးသည့်ရန်ရည်များအပါဝင်နေဆက်တလျှောက်တွင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီပံ့ပိုးမှုများအားအားကောင်းစေရန်အတွက်နိုင်ငံတကာအသိုက်အဝန်းမှဝိုင်းဝန်းကူညီပေးကြပါရန် KNU ကရင်အမျိုးသားအစည်းအရုံးကဆက်လက်တောင်းဆိုထားပါသည် ဆက်လက်ပြီးဖားကန်းနဲ့စတုံးကိုစစ်တပ်လေကြောင်းလက်နက်ကြီးဆက်လက်တိုက်ခိုက်ဟု KIA ပြောတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကန်းမြို့နယ်ကိုစစ်ကောင်စီကလက်နက်ကြီးလေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်ဒီပါလှုပ်ဆောင်နေသလိုစတုံးမြို့နယ်ကိုလည်းလေကြောင်းကနေထပ်မံတိုက်ခိုက်လာကြောင်းကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနကဖော်ပြပါတယ်။ နိုဝင်ဘာ18ရက်နေ့ကလည်းဖာခန့်ဒေတာမရှိကထောင်ဂျန်ကက်မော်ကိုစစ်ကောင်စီတပ်က drone နဲ့တိုက်ခိုက်သွားလို့ပြည်သူ့နှုတ်တန်ရာရရှိခဲ့တယ်လို့အတည်ပြုပါတယ်။စစ်ကောင်စီရဲ့ drone ပုံကျတဲ့နေရာဟာဒေတာခံပြည်သူတွေတနိုင်တစ်ပိုင်းကြောက်စိမ့်တူဖို့ရနေရာကိုတိုက်ခိုက်လာခြင်းဖြစ်တယ်လို့ KIA ကဖော်ပြပါတယ်။ဖာကန်တမကုံစစ်ကောင်စီတပ်ဟာပြည်သူတွေ၈၀၀နေရာတွေကိုပြစ်မှတ်ထားပြီးလက်နက်ကြီး drone တိုက်ခိုက်နေတယ်လို့လေကြောင်းတိုက်ခိုက်မှုတွေလည်းပြုလုပ်နေလို့ဒေတာခံတွေထိခိုက်သေးဆုံးမှုတွေနှိမ့်စင်မြင့်တက်လာနေကြောင်း KIA ကအသိပေးပါတယ် ဒါပြင် KIA တင်ထားတဲ့စတုံမျိုးဘက်ကိုစစ်ကောင်စီကနိုဝင်ဘာ16ရက်နေ့မှာလေရင်နဲ့ဖုံးကျဲတယ်လို့ဖော်ပြပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရသူတွေနေအိမ်ပျက်စီးမှုတွေလည်းရှိကြောင်းအသိပေးပါတယ်။စစ်ကောင်စီဟာစက်တင်ဘာ29ရက်မှာလဲစတုံဒေသကိုလေကြောင်းဖုံးကျဲလို့ပြည်သူ၁၁ဦးသေဆုံးခဲ့ကဒဏ်ရာရရှိသူတွေရှိခဲ့ပါတယ်။ KIA နဲ့စစ်ကောင်စီဟာဗမော၊ဖာကတ်၊ဝိုင်းမော၊စော့လော်လန်စေဒေတာ၊ခေါလန်ဘူးဒေတာတွေမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ကောင်စီကလည်းအယက်သားပြည်သူနေထိုင်ရာတွေကိုပြစ်မှတ်ထားလေးကြောင်းတိုက်ခိုက်တာတွေမကြာခဏပြုလုပ်လျက်ရှိပါတယ်